မင်္ဂလာပါကျွန်တော်စီမှာတည်ထွက်ရှိထားတဲ့ ကျွန်တော် 2D Pro Max software လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ software လေးမှာဘယ်လိုမျိုးထူးခြားတဲ့လုပ်ဆောင်ချက်အသစ်တွေ function တွေပါဝင်လာဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ setting နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြည့်အာနဲ့တဝက်အာဆိုပြီးမှ option တွေတွေ့ရမယ်အပြည့်အာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဥပမာ1နှစ်အာ2000ဆိုရင်1နှစ်2000 1နှစ်1000ဆိုပြီးမှအပြည့်ထည့်ပေးသွားမှာပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ option တွေကိုဖွင့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့က1နှစ်အာ2000ဆိုရင်1နှစ်1000 1နှစ်1000ဆိုပြီးမှတဝက်ပုံစံမျိုးထည့်ပေးသွားမှာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့တချို့နေရသူတွေကတဝက်အောက်သုံးပြရတဲ့အတွက်ကြောင့်မို့ဒီ option တွေကိုထည့်ပေးတာဖြစ် ဖြစ်ပါတယ်အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကနန်းလက်ကွက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအရင်တူတီလေဂျာ Pro မှာလိုပဲကျွန်တော်လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ထည့်သွင်းလို့ရအောင်ကနန်းလက်ကွက်လေးတွေကိုကျွန်တော်တို့အနေနဲ့ထည့်သွင်းပေးထားတာဖြစ်ပါတယ်နော် နောက်တစ်ချက်ကကျွန်တော်တို့ဒီ software မှာအဓိကအရေးပါဆုံးဖြစ်တဲ့ copy paste system မှာဆိုရင်အရင် software ထက်ပိုပြီးတော့မှပြည့်စုံအောင်ကောင်းမွန်အောင်ကျွန်တော်တို့လုပ်ပေးထားတယ်ဘလို့ပုံစံမျိုးလဲဆိုရင်ကျွန်တော်တို့ဥပမာအခုလိုမျိုး Viber ပို့လိုက်တဲ့စာရင်းတွေကို copy ယူပြီးထည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဥပမာတချို့ပုံစံတွေဆိုရင် software ကလက်မခံတဲ့ပုံစံတွေပါတယ်ပါလာဆိုရင် तू အောက်မှာ तू ပြပေးထားပါနော်အဲကျွန်တော်လက်ခံတဲ့ပုံစံတွေကတော့မပြတော့ဘူးလက်မခံတဲ့ပုံစံတွေကိုတည်တံ့ပြပေးပြီးတော့မှကျွန်တော်တို့အပေါ်မှာဆိုရင်ကျွန်တော်တို့ကဒါပြင်လိုက်လို့ရပါနော်ဒီမှာဆိုရင်ခွေပူးဆိုရင်ကျွန်တော်ကဒုတ်ချောင်းလေးပါနေတဲ့ကြောင့်မို့ဒုတ်ချောင်းလေးဖြတ်လိုက်တာနဲ့အောက်မှာ तू ကဒါအမှန် ြစ်သွားပြီပေါ့နော်အစင်းရောင်လေးပြောင်းသွားပြီဆိုရင်ဒါမှန်သွားပြီမှန်သွားပြီဆိုကျွန်တော်တို့ဒီစင်းကိုကျွန်တော်တို့ okay နဲ့ပြီးတော့မှထည့်လိုက်လို့ရသွားပါပြီနော် ဲ့တော့ကျွန်တော်တို့ copy paste ထည့်တဲ့အခါမှာလည်းခုလိုမျိုးပေါ့နော် commission နဲ့ကိုဝင် commission တူးချင်းစီကိုလိုက်ပြောမှနှိပ်ပြောမှထည့်စရာမလိုပဲနဲ့ကျွန်တော်တို့ဒီပြင်မနေရနေပြောမှအလွယ်တကူထည့်လို့ရအောင်လည်းလုပ်ပေးထားတယ်ဥပမာဘယ်လိုပုံစံလဲဆိုရင်ကျွန်တော်တို့အခုလိုမျိုးကနန်းတွေကိုကျွန်တော်က copy လိုက်မယ်ပြီးရင်ကျွန်တော်တို့အာဒီစင်းနဲ့ထိတွားပြီးဝင်နေစရာမလိုပဲနဲ့အပေါ်က clip out button လို့နှိပ်ပြောမှကိုထည့်ကျင်တဲ့ commission စင်းကိုရွေးပြောမှကျွန်တော်တို့ထည့်လိုက်ရမှာပဲဒါဆိုရင်ကျွန်တော်တို့စင်းထည့်တင်ပြီးတော့ပါပြီနော်ပြီးရင်ကျွန်တော်တို့ဒီကနေ voucher မှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့ဆိုရင် voucher ပြင်ကျင်နေဆိုရင်တကွက်ချင်းစီဖြတ်ပြီးတော့မှပြင်ရတာရှိရ ယ်ဒါမှမဟုတ်ဘောချာတစ်စောင်လို့ဖြတ်ပြီးတော့မှပြန်ရရှိတယ်အဲ့တော့ကျွန်တော်ဆိုမှဆိုလို့ရနော်ဘောချာတစ်ခုချင်းစီတစ်ကွက်ချင်းစီပေါ့နော်ကနန်းတော်တော်ကငွေမောင်းတော်တော်ကပြန်ပြီးတော့မှပြင်ဆင်လို့ရတော့မှဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ဘောချာတစ်စောင်လို့ဖြတ်မယ်ဆိုလည်းဖြတ်လို့ရတယ်ဒီဘောချာကိုလည်းကျွန်တော် copy ယူပြီးတော့မှကိုပို့ချင်တဲ့သူပို့လို့ရတယ်လို့ကျွန်တော်တို့ဒီ clip up button လေးကိုဖိပြီးတော့မှ save button နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းကဲလာရဲမှာဒီလိုမျိုးဘောက်ချပုံစံလေးထွက်လာမှာဖြစ်ပါတယ်ဒီဘောက်ချပုံစံလေးကိုအခုပို့ချင်တဲ့သူရဲ့ Viber ဒါမှမဟုတ် Telegram နဲ့ပြန်ပြီးတော့ပြန်ပြီးတော့မှပြပို့နိုင်မှာဖြစ်ပါတယ် ။နောက်တစ်ခုကကျွန်တော်တို့လေကြာကြည့်တဲ့အပိုင်းမှာဆိုလို့ရှိရင်အကွက်တရားလေကြာနဲ့ကြည့်လို့ရတယ်။ဒါအောင်မှကျွန်တော်တို့ကကနန်းကိုကျွန်တော်တို့ငယ်စဉ်ကြည့်လိုက်ကြည့်မလားထိုးကြည့်ကိုကြီးစဉ်ကလည်းကြည့်မှကြည့်လို့ရတယ်လို့အောက်မှာလည်းဒီလေကြာတဲ့ copy ယူတဲ့ fashion တွေထည့်ပေးထားပါတယ်။ပြီးရင်ကျွန်တော်တို့ဒီမှာခံမန်းလို့ဆောက်ချက်ကိုမှဆိုရင်ဒီ button လေးကိုနှိမ့်လိုက်မှဆိုရင်ဘယ်ကနန်းထွက်ရင်တော့ဘယ်လောက်ပြင်နိုင်လဲ။ဘယ်ကနန်းထွက်ရင်တော့ဘယ်လောက်ရှုံးနိုင်တဲ့ခံမန်းလို့ဆောက်ချက်လေးကိုလည်းကျွန်တော်တို့ထည့်ပေးထားတာဖြစ်ပါတယ်နော်။ နောက်တစ်ခုကကျွန်တော် break မှာဆိုလို့ရှိရင် break ဖြတ်တဲ့ပိုင်းမှာဆိုရင်အဲကိုထည့်ချင်တဲ့ပေါ့နော်ကိုတင်မဲ့ဒိုင်းရဲ့နာမည်ကိုကျွန်တော်ဒီမှာရေးပြီးတော့မှထည့်ထားလို့ရတယ်ဆိုလိုတာကကျွန်တော်တို့ကိုကအပေါ်တိုင်ကိုတင်တဲ့ခါကျတော့ရှိရင်ဒိုင်းက2ဦး3ဦးရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒိုင်းနာမည်လေးတွေရေးထားပြီးတော့မှကျွန်တော်တို့တင်ရင်တဲ့ဒိုင်းကိုရေးပြီးတင်လိုက်ပါမယ်နော်ဒါဆိုကျွန်တော်တင်ခွက်ထဲမှာအဲကိုတင်လိုက်တဲ့ဒိုင်းစင်းထဲမှာကျွန်တော်တို့အဲ break ဖြတ်ထားတဲ့ဟာတွေကိုကျုံွက်တွေဝင်သွားမှဖြစ်ပါရဲ့နော်ဒီကျုံွက်တွေကိုလည်းခိုင်းလို့ပဲကျွန်တော် copy ယူပြီးတော့မှကိုပို့ခြင်းတဲ့ပေါ်တိုင်းကိုပြန်ပြီးတော့မှပြေးပို့နိုင်မှဖြစ်ပါရဲ့နော် ဒီမှာလည်းကျွန်တော်တို့ဒီကိုပြိပြက်ထားတဲ့ထဲမှာကျွန်တော်တို့ဘလောက်အဲဘယ်ကနန်းထွက်နော်ဘလောက်ရှုံးနိုင်နေဘယ်ကနန်းထွက်နော်ဘလောက်မျက်နိုင်နေဆိုတဲ့ခံမဲလို့ဆောင်ချက်လေးကိုလည်းကျွန်တော်ထည့်ပေးထားပါတယ်နောက်တစ်ခုကကျွန်တော်စီးရင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တူးချင်းစီရဲ့စီးရင်တွေကိုအသေးစိတ်ချက်လက်ပြန်ပြီးတော့မှကြည့်လို့ရအောင်လုပ်ပေးထားသလိုကျွန်တော်တို့ဒီစီးရင်တွေကိုလည်းကျွန်တော်တို့ကတပတ်စာဆိုပြီးတော့မှကိုကြည့်ချင်တဲ့ရဆွဲရနေပြီးဥမာကျွန်တော်တင်းလာနေတဲ့တောက်ချနေတဲ့ရွေးကြည့်မယ်ဆိုရင်တပတ်စာစီးရင်ချုပ်တလစာစီးရင်ချုပ်နဲ့ပြန်ပြီးကြည့်နိုင်မှာဖြစ်ပါတယ်ဒီစီးရင်တွေကိုလည်းကျွန်တော်ကော်ပီပြီးတော့မှကိုပြဖို့ချင်တဲ့သူကိုပြန်ပြီးပြဖို့နိုင်မှာဖြစ်ပါတယ်နော် အဲအချုပ်မှာတော့အဲကိုယ့်ရဲ့တရက်စာအဲမနက်ပိုင်းညနေပိုင်းအရှုံးမြက်ပြီးလို့ရှိရင်တပတ်စာအရှုံးမြက်တစ်လတာအရှုံးမြက်တွေကိုပြန်ပြီးတော့မှကြည့်နေမှာဖြစ်ပါတယ်အဲ grade ထဲမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အကြောင်းအကောင်းဆုံးတပတ်တွင်အကြောင်းဆုံးကော်မရှင်၅ဦးပေါက်တိအများဆုံးပတ်တဲ့ကော်မရှင်၅ဦးထိုးခြင်းအများဆုံးကဏ္ဍတွေစသဖြင့်ကျွန်တော်တို့အသေးစိတ်အချက်အလက်တွေကိုကျွန်တော်ကရက်လိုက်ပေါ့နော်အပတ်လိုက်လလိုက်ပြန်ပြီးတော့မှကြည့်နေမှာဖြစ်ပါတယ်နော် ကျွန်တော်တို့ပေါက်သီးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အမနက်ဆိုရင်မနက်ပိုင်းမှာကျွန်တော်တို့ပေါက်သီးထည့်လိုက်ပြီဆိုတာနဲ့အကျွန်တော်တို့ဒီစီးရင်ထဲမှာသွားပြီးတော့မှအလိုလျောက်စီးရင်တွေတစ်ချက်ပြီးတော့မှဖြစ်ပါတယ်အဲ့ထဲမှာမှကျွန်တော်တို့ဘရိတ်ဖြတ်ထားတဲ့ထည့်ကလည်းကျွန်တော်တို့ဥရဲ့အရှုံးမြတ်ဘယ်လောက်ရှိရဲဆိုတော့တခါတည်းတိုက်ပြီးတော့ပြပြီးမှဖြစ်ပါတယ်ကိုဘရိတ်ဖြတ်ထားတဲ့ဟာကိုလည်းကျွန်တော်က copy ယူပြီးတော့မှကိုပို့ခြင်းတဲ့သူကိုပြန်ပြီးပို့လို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စီးရင်ထဲမှာဆိုလို့ရှိရင်ကိုဘရိတ်ဖြတ်ထားတဲ့ထည့်ကအကျွန်တော်တို့ အဲကျွန်တော်တို့ sorry ပါတူးချင်းစီလာကျွန်တော်တို့ကရောစားစင်းတွေကိုအသေးစိတ်ပြန်ပြောကြည့်နေမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အချုပ်ထဲမှာဆိုလို့ရှိရင်လည်းကို break ရဲ့အမြတ်အရှုံးကိုလည်းတခါရက်တွဲပြီးတော့မတက်ပြတော့ကြောင်းမူကိုယ့်ရဲ့အရှုံးမြတ်ကိုတိတိကျကျနဲ့သိရှိနေမှာဖြစ်ပါတယ်ဒါပြင်ကမှကျွန်တော်တို့ပေါက်တိထက်လိုက်မယ်ဆိုရင်ကျွန်တော်အကျွေးတဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘသူ့ကိုတော့ဘလောက်ပေးရမယ်ဘသူစီကဘလောက်ရမယ်ဆိုပြီးတော့အကျွေးစင်းတွေကိုကျွန်တော်တို့ကအလိုလျောက်သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်ဒီဒီစင်းတွေကိုကျွန်တော်ရှင်းပြီးသွားပြီဆိုလို့ရှိရင်ဖိထားပြီးအောင်ရှင်းပြီးနေလိုက်မယ်ဆိုရင်တော့ဒါဒီကော်မရှင်နဲ့ကျွန်တော်တို့နဲ့အကျွေးရှင်းပြီးသားဖြစ်တော့မှာဖြစ်ပါတယ်နော် ဟုတ်ကဲ့ပါဗီဒီယိုလေးရမ်းရှည်သွားမှာဆိုတဲ့အတွက်ကျွန်တော်ဒီထဲမှာပါတဲ့ထူးခြားချက်လေးတွေပဲအဓိကကောက်နှုတ်တင်ပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်